မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်လက်ရှိစစ်ပွဲနဲ့ပဋိပက္ခတွေတိုးပွားလာတာနဲ့အမျှလက်နက်ကုမ္ပဏီကြီးတွေရဲ့ဝင်ငွေစံချိန်တင်မြန်မာလာတဲ့သတင်းယူကရိန်းရှေ့ပိုင်းကမဟာဗျူဟာမြောက်ပိုခရော့ဖ်မြို့ကိုသိမ်းပိုက်နိုင်ပြီဆိုတဲ့ရုရှားရဲ့အတီးပြုတ်ကျတဲ့သတင်းနဲ့ နှစ်နိုင်ငံအငင်းပွားရာကျွန်းအနီးမှာတရုတ်နဲ့ဂျပန်ကမ်းခြေဆောင်တပ်တွေထိတ်တိုက်တွေ့ခဲ့ကြတဲ့သတင်းတို့ပဲဖြစ်ပါတယ်။ဓမ္မဆုံးတင်ဆက်ပေးမှာကတော့ ာဇာနဲ့ယူကရိန်းစစ်ပွဲလိုမျိုးပဋိပက္ခတွေအပောင်ဝင်နိုင်ငံအသီးသီးရဲ့စည်ရေးအသုံးစရိတ်တိုးမြင့်လာတာနဲ့အမျှကမ္ဘာအကြီးမားဆုံးသောလက်နက်ကုမ္ပဏီကြီးတွေရဲ့ဝင်ငွေဟာစံချိန်တင်မြင့်တက်လာခဲ့ပါတယ်ဒီဇင်ဘာလတည့်ရနေ့မှာထုတ်ပြန်ခဲ့တဲ့ Stockholm အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသန Institute SIPRN ရဲ့အစီရင်ခံချက်အရ2024ခုနှစ်တွင် ထိတ်တဲလက်နက်ကုမ္ပဏီတရားရဲ့ဝင်ငွေဟာဒေါ်လာ669ဘီလီယံအထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီပမာဏဟာအရင်နှစ်ထက်9.9%ခန့်တိုးလာခဲ့တာဖြစ်တယ်လို့မှတ်တမ်းတင်ထားသမျှတွေမှာလည်းအမြင့်ဆုံးကိန်းဂဏန်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ဥရောပအခြေစိုက်ကုမ္ပဏီကြီးတွေရဲ့ဝင်ငွေဟာ73ရာခိုင်နှုန်းထိခုန်တက်သွားခဲ့ပြီးအမေရိကန်ကုမ္ပဏီတွေကတော့3.8ရာခိုင်နှုန်းကိုတိုးတက်လာခဲ့ပါတယ်။ ရုရှားကုမ္ပဏီတွေအနေနဲ့လည်းအရေးယူပိတ်ဆို့မှုတွေခံနေရတဲ့ကြားတွေကပြည်တွင်းလိုအပ်ချက်ကြောင့်ဝင်ငွေ23ရာခိုင်နှုန်းအထိတိုးတက်လာတာကို တွေ့ရပါတယ်။ဒါပြင်အရှိအလယ်ပိုင်းဒေသမှာပါလက်နက်ရောင်းဝယ်မှုမြင့်တက်လာခဲ့ပြီးအစ်ဆွေးကုမ္ပဏီတွေရဲ့ဝင်ငွေဟာ16ရာခိုင်နှုန်းအထိတိုးပွားလာခဲ့ပါတယ်။ အာရှဘက်မှာတော့တရုတ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာအကျင့်ပြတ်ခြားစားမှုပြဿနာတွေအရဒေတာရင်းဝင်ငွေဆရာကန်နှုံးလောက်ကြာဆင်းသွားတဲ့အကြောင်းထောက်ပြထားပါတယ်။လက်ရှိမှာလက်နက်ဝဲလိုအားမြင့်တက်နေပေမဲ့လည်းကုန်ကျန်းရရှိနိုင်မှုအခက်အခဲတွေဟာထုတ်လုပ်သူတွေအတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်ဆိုပြီး SIPRA အနေနဲ့သုံးသပ်ထားပါတယ်။ နောက်ထပ်သတင်းပုတ်အနေနဲ့မဟာဗျူဟာကျတဲ့ယူကရိန်းအရှေ့ပိုင်းမြို့ဖိုခရော့ကိုတိမ့်ပိုက်လိုက်နေပြီဖြစ်ကြောင်းရုရှားဘက်ကကြေညာလိုက်ပြီးနောက်ဒီဇင်ဘာလ၁ရက်နေ့မှာပဲမြို့လေကောင်ရောက်နေတဲ့ဗီဒီယိုမှတ်တမ်းထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီမျိုးဟာရှေ့တန်းစစ်မျက်နှာအတွက်ထောက်ပံ့ပို့ဆောင်ပေးတဲ့နေရာမှာအရေးပါမှုရှိတဲ့လျောက်နှစ်နှစ်နီးပါးကြာအောင်အဝိုင်းခံထားရတာပါ ယူကရိန်းဘက်ကဒါဟာစစ်ပွဲဆုံးတက်ရေးဆွေးနွေးညှိနှိုင်းမှုတွေကိုလွှမ်းမိုးနိုင်ဖို့မော်စကိုအနေနဲ့ထုတ်ပြန်လိုက်တဲ့အတန်ကျဲကျဲညင်ညာချက်တွေသာဖြစ်တယ်ဆိုပြီးပယ်ချလိုက်ပါတယ်။ရုရှားစစ်ဦးစီးချုပ်ဖြစ်သူဖယ်လာရီဂျီရာစီမော့ဖ်ကတော့ခါကီဖ်ဒေသမှာရှိနေတဲ့ဖော်ချန့်စ်မြို့ကိုပါတိမ့်ပိုက်ရရှိထားပြီးဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ်ဒါပြင်တယ်ယူပို့ဆောင်ရေးအတွက်အချက်ကြာကြတဲ့မြို့အနေနဲ့ပါပိုခရော့ဖ်ကို ဖော်ပြထားပြီးရုရှားသိမ်းပိုက်ထားရာယူကရိန်းရှေ့ပိုင်းဒေသ၄ခုတည်းကတစ်ခုဖြစ်တဲ့ Donetsk မှာတည်ရှိလိုနေပါတယ်တချိန်တုန်းကလူဦးရေ6000တိနေထိုင်ခဲ့တဲ့မြို့ကိုရတတပတ်နဲ့ချီအောင်ရုရှားရဲ့နှီးမျိုးစုံနဲ့တိုက်ခိုက်မှုကြောင့်အဆောက်အုံများစွာထိခိုက်ပျက်စီးနေတာလည်းတွေ့ရပါတယ် တချိန်ထဲမှာယူကရိန်းသမ္မတဗိုလိုဒီမာဆယ်လက်စကီကစစ်ပွဲဆုံးသတ်နိုင်ရေးအတွက်ဘယ်လိုညှိနှိုင်းရမလဲဆိုတာကိုအမေရိကန်အပါအဝင်ဥရောပခေါင်းဆောင်တွေနဲ့အတူတွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။ယူကရိန်းဘက်ကဥစားပေးသွားမဲ့ကိစ္စတွေဟာအချုပ်အခြာအာဏာကိုထိန်းသိမ်းထားနိုင်ရေးနဲ့ခိုင်မာတဲ့လုံခြုံရေးအာမခန့်ချက်တွေရရှိဖို့ပဲဖြစ်ပါတယ်။ ရုရှားဘက်ကလည်းသူတို့အများစုသိမ့်ပိုက်ထားနိုင်တဲ့ဒွန်ဘက်စတေတာတစ်ခုလုံးကို ယူကရိန်းအနေနဲ့လက်လွတ်ပေးဖို့တော့ဆက်လက်တောင်းဆိုလျက်ရှိပါတယ်ယူကရိန်းကတော့ဒါကိုဘယ်တော့မှလိုက်လျောမှာမဟုတ်ဘူးဆိုပြီးညှင်းဆို့ထားခဲ့ပါတယ်။ဒါကြောင့်ပိုင်နက်နယ်မြေကိစ္စဟာအခက်အခဲဆုံးဖြစ်နေတယ်ဆိုပြီးဇယ်လန်စကီအနေနဲ့မှတ်ချက်ပေးသွားပါတယ်။ အမေရိကန်ရဲ့အထူးတန်တမန်ဖြစ်သူစတီဖ်ဝစ်ကော့ဖ်ကတော့မော်စကိုမြို့ထီသွားရောက်ပြီးရုရှားသမ္မတဖလာဒီမာပူတင်ကိုတွေ့ဆုံသွားဖို့ရှိနေပါတယ် ဆက်လက်တင်ဆက်ပေးမှာကတော့အရှိတရုတ်ပင်လယ်အတွင်းပထဝီနိုင်ငံရေးရအကဲဆက်နေတဲ့ကျွန်းစုတွေအနီးမှာတရုတ်နဲ့ဂျပန်ကမ်းခြေစောက်တပ်တွေထိတိုက်တွေ့ခဲ့ကြတယ်လို့သိရပါတယ်ဒီပြစ်စင်နဲ့ပတ်သက်လို့နှစ်ဖက်စလုံးရဲ့ထုတ်ပြန်ချက်တွေအရကွဲလဲနေကြတာလဲတွေ့ရပါတယ် ဂျပန်ဘက်ကဆန်ကကုနဲ့တရုတ်ဘက်ကကျောင်းယူလို့ခေါ်ဆိုပြီးအငင်းပွားလျက်ရှိနေတဲ့အဲ့ဒီကျွန်းတွေကိုတရုတ်ဘက်က ပိုင်ဆိုင်ကြောင်းကြေညာထားပေမဲ့လည်းလက်ရှိမှာတော့ဂျပန်ဘက်ကစီမံအုပ်ချုပ်နေကြတာပါဒီဇင်ဘာလ2ရက်နေ့တုန်းကကျွန်းရှိရာ ရေပြင်းတဲ့ကိုဂျပန်၅ဖက်လီတစ်စင်းတရားမဝင်ဝင်ရောက်လာခဲ့တယ်လို့တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့အနေနဲ့ထုတ်ပြန်ထားပါတယ် ဒါကြောင့်ဂျပန်ကမ်းခြေဆောင်တပ်ဖွဲ့ဘက်ကသူတို့ငါးဖက်လေနာကိုတရုတ်ကမ်းခြေဆောင်တင်မောနှစ်ဆင်းကတ်လာတဲ့အလျောက်ဂျားဖြတ်ဟန်တာပြီးမောင်းထုတ်ခဲ့ရတယ်လို့တုံ့ပြန်ထားပါတယ်။ဒါဟာတရုတ်ကထိုင်ဝမ်ကို တိုက်ခတ်လာရင်ဂျပန်အနေနဲ့စီးရီးယားပအဝင်ပတ်သက်သွားမယ်လို့ဝန်ကြီးချုပ်ဆာနာအဲတာကတ်အီချီရဲ့ပြောဆိုချက်ပြီးအခုလိုမျိုးနှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်မှာထိတ်တိုက်တွေ့မှုဖြစ်ပွားခဲ့တာပါ။ တရုတ်ပြည်မှကြီးကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းကိုသူတို့ပိုင်တဲ့ဖြစ်သတ်မှတ်ထားပြီးလိုအပ်လာတဲ့အခါအင်အားသုံးခြင်းဖြင့်ပြန်လည်ပေါင်းစည်းသွားမယ်ကြောင်းသတိပေးထားပါရ။အခုပြဿနာဖြစ်ပွားရာစံကကုကျွန်းတွေဟာလည်းထိုင်ဝမ်ရဲ့အနောက်တောင်ဘက် ကီလိုမီတာ160အကွာမှာတည်ရှိနေတာဖြစ်ပါရ။လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းဒီအငင်းပွားကျွန်းစုတွေအနီးမှာတရုတ်အစိုးရပိုင်းတင်မော်ရီရဲ့ဖြတ်တန်းသွားလာမှုတွေလည်းစံချိန်တင်မြင့်တက်လာခဲ့ပါတယ်

ဆက်လက်တင်ဆက်ပေးမှာကတော့ American သမ္မတဒေါ်နယ်ထရမ့်ရဲ့နှလုံးသွေးကြောကျန်းမာရေးဟာအကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ MRI စစ်ဆေးချက်အရသိရပါတယ်။ဒါဒီဇမလတရက်နေ့အတွင်းသမ္မတရဲ့ဆရာဝန်ဖြစ်သူကတလိုက်တက်မန် MRI စစ်ဆေးချက်ရလဒ်ကိုအခြေခံပြီး အတည်ပြုထုတ်ပြန်ပေးခဲ့တာပါ။လာမယ့်နှစ်ဇန်လပိုင်းမှာအသက်80ပြည့်မြောက်တော့မဲ့ထရမ့်ဟာ အော်တိုဘာလာ၁၀ရက်နေ့တုန်းကကြိုတင်အသိပေးခြင်းမရှိဘဲဆေးရုံကိုတွားရောက်ခဲ့တာကြောင့်သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီးခံမှန်းပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ထရမ့်ရဲ့ဆရာဝန်ရှောင်းဘာဘဘယ်လာကတော့ဒီလိုမျိုးစစ်ဆေးတာဟာကြိုတင်ကောက်ွယ်မှုတသက်တာဖြစ်ပြီးရေရှည်ကျန်းမာရေးကောင်းမွန်စေဖို့ကိုရည်ရွယ်တာဖြစ်တဲ့အကြောင်းတုံ့ပြန်ထားပါတယ်။ ဒီတစ်ခေါက်ဆေးစစ်ချက်အရသွေးလို့ကြောကျင်းတာသွေးခဲတာမျိုးလုံးဝမရှိတဲ့အပြင်နှလုံးသွေးကြောစနစ်တာမကအဓိကကိုရင်းအင်္ဂါအစိပ်ပိုင်းတွေပါအလုံးကျန်းမာနေတယ်ဆိုပြီးဆရာဝန်အနေနဲ့အတည်ပြုသွားပါတယ် As part of, and this is a summary uh, from the president's physician, and we will release it um, အိမ်နောက်အင်ဖြူရောပြောရေးဆိုခွင့်ရှိသူ Caroline Levick ကလည်းသမရရဲ့1 by by ဆန်ရဓာတ်မှန်ရလက်တွေအထိပုံမှန်တိုင်းရှိနေတာတွေ့ရသလိုကျမ်းမာရေးလည်းအလွန်ကောင်းမွန်တဲ့အကြောင်းသတင်းစာရှင်းလင်းပွဲမှာထပ်ဆင့်အသိပေးတော့ပါတယ်။မကြာသေးခင်ကပဲသမရရဲ့ညာဘက်လက်မှာတွေ့ရတဲ့အညိုမဲတန်ရာတွေဟာနှလုံးကျန်းမာရေးအတွက်တောက်သုံးရတဲ့ aspirin ဆေးကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုပါဖော်ပြသွားပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးတွေ့ရတဲ့တုန်းက the ye chido yongyan ni mugu sisi kaya ma tui bianjo sanya nada shi yoga chini shi nire subi tui shi kaya bubari. The vessel walls appear smooth and healthy, and there are no signs <laughs> of inflammation or clotting. Overall, his cardiovascular system shows excellent health. His abdominal imaging is also perfectly normal. နောက်ထပ်သတင်းပုတ်အနေနဲ့တောင်ကိုရီးယားနိုင်ငံကနေအိမ်နဲ့လုပ်ငန်းခွင်တွေမှာအသုံးပြုတဲ့ IP လုံခြုံရေးကင်မရာပေါင်းတသိန်း2000ကျော်ကို hack လုပ်ပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တဲ့ဖြစ်ရပ်တွေပေါ်ပေါက်ခဲ့ပါတယ်အဲ့နောက်ဗီဒီယိုတွေဖန်တီးဖြန့်ဝေခဲ့သူ၄ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့နိုဝင်ဘာလ30ရက်နေ့မှာ ထုတ်ပြန်ထားပါတယ် အခုလိုမျိုးကျူးလွန်သူတွေဟာ password ရိုးရှင်းတဲ့ IP camera တွေပေါ်ပြစ်မှတ်ထားပြီးအဲ့ဒီကနေဗီဒီယိုတွေကို ခိုးယူကာ people website တွေစီရောင်းချတာမျိုးပဲဖြစ်ပါတယ်။ဒါက CCTV camera တွေလိုမျိုးတည်တံ့ကြိုးတွေတည်တွန်းစရာမလိုပဲအိမ်တွင်း internet wifi နဲ့တင်ချိတ်ဆက်အသုံးပြုနိုင်တဲ့ဒီ IP camera တွေကို home camera ဖြစ်လဲတည်ထားကြပါတယ်။ ဒီကင်မရာတွေကဈေးသက်သာတဲ့အပြင်တက်ဆင်ရတာပါလွယ်ကူတဲ့အလျောက်ကလေးနဲ့အိမ်မွေးတရိတ်ဆန်တွေကိုစောင့်ကြည့်တဲ့နေရာမှာအများဆုံးသုံးဆွဲလေးရှိကြပါတယ်ဒါပေမဲ့လည်းအင်တာနက်ကွန်ရက်ပေါ်မှာပဲရှိနေတဲ့အလျောက် password မလုံးကျုံရင်ပြပကနေအတွင်းပိုင်းကိုအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်တဲ့အားနည်းချက်ရှိလို့နေပါတယ်ဒီလိုမျိုး hack ခံခဲ့ရတဲ့နေရာတွေထဲမှာကိုပိုင်နေအိမ်တွေ karaoke ခန်းမတွေ plotis လေ့ကျင့်ရေး studio တွေနဲ့တပ်ဖွဲ့မီရဲ့စီကန်တွေအထိ ပါဝင်လို့နေပါတယ်လောလောဆယ်ဖမ်းဆီးခံထားရတဲ့တန်တရာရှိသူ၄ဦးဟာတိကျစီကျွလွန်ခဲ့ကြတာလည်းဖြစ်ပါတယ်အဲ့ဒီတဲကတူးဆိုရင်ကင်မရာပေါင်း6000ကျော်ကို hacking လုပ်ပြီးဗီဒီယိုတွေရောင်းချခဲ့ရမှာဒေါ်လာ12000ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗီဒီယိုတွေဝယ်ယူကြည့်ရှုခဲ့သူ3ဦးကိုပါထပ်ပြီးဖမ်းဆီးထားသလိုတက်ဆင်ထားသူတွေအနေနဲ့လဲ password ပုံမှန်ပြောင်းလဲကြဖို့အတွက်ရဲတပ်ဖွဲ့ကတတိပေးထားပါတယ်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ Samsung Electronic ကုမ္ပဏီရဲ့ပထမဆုံးသုံးကုပ်ချုံဖုန်း Galaxy Z Tri 4ကိုဒီဇင်ဘာလ2ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ဒါဟာတရုတ်ပြန်ဘက်တွေအသာစီးရလာခဲ့တဲ့ဒီခေါင်ဖုန်းစည်းကွက်မှာနေရာပြန်ရလာအောင်ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့လေ့လာသူတွေအနေနဲ့သုံးသပ်ထားပါတယ်။ ဒါပေမဲ့လည်းဈေးနှုန်းကြီးမြင့်မှုနဲ့အတူထုတ်လုပ်ရေးဆိုင်ရာအခက်အခဲတွေကြောင့်ဒီ smart ခေါဖုန်းဈေးကွက်ဟာလက်ရှိအချိန်ထိတင်းငယ်နေဆဲပဲဖြစ်ပါတယ်။ American dollar 2440ဝန်းကျင်ကျတဲ့မဲ့အဲ့ဒီဖုန်းဟာဖြတ်လိုက်မယ်ဆိုရင် မျက်နှာပြင်ဆက်လက်မှအထိရှိပါရည်အခုလိုမျိုးမျက်နှာပြင်၃ခုပါဝင်လာတဲ့လျှောက် Samsung ရဲ့လက်ရှိခေါဖုန်း Galaxy Z Fold 7ထက်လေ25ရာခိုင်နှုန်းထိမျက်နှာပြင် area ပိုပြီးကျပြန့်တာတွေ့ရပါရည် လာမယ့်ဒီဇင်ဘာလ10ရက်နေ့ကနေစပြီးတောင်ကိုရီးယားမှာထုတ်လုပ်ထားတဲ့ Trifle Phone ကို ပြည်တွင်းမှာစတင်ရောင်းချသွားမှာဖြစ်ပါတယ်။အခုနှစ်မကုန်ခင်တရုတ်၊စင်ကာပူ၊ထိုင်ဝမ်နဲ့ UAE နိုင်ငံတွေမှာလည်းဖြန့်ဖြူးရောင်းချနိုင်ဖို့ရာစီစဉ်ထားပါတယ်။လာမယ့်နှစ်ဆန်းပိုင်းကျမှ American ဈေးကွက်အတွက်ဖြန့်ချိနိုင်မှာဖြစ်တယ်လို့လည်းခန့်မှန်းထားပါတယ်။ အဲ့ဒီတုံးကုတ်ချိုးဖုန်းထဲမှာ Samsung ရဲ့အကြီးဆုံးဘက်ထရီပါဝင်လာတဲ့လျောက်မိနစ်30အတွင်း50ရာခိုင်နှုန်းထိအသွင်နိုင်တဲ့စနစ်ပါထည့်သွင်းထားတယ်လို့ဖော်ပြထားပါတယ်ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ